ောက်ကြတယ်သူတို့ဒီမှာစင်ငါတို့ကိရပြည်မှာစင်လာဖွင့်တာအာနာရှင်ကိုလာတိုက်ပေးတာမဟုတ်ဘူးဒုက္ခလာပေးနေတာသူတို့ကိုနော်ငါတို့ကိရပြည်တို့နေတို့တက်တက်ဒုက္ခလာပေးနေတာနေတော့လာလို့ပဲအာရဲဆိုရဲ BGA DKBA PC တို့ KNU တို့အကလုံးပြစီရောက်တော့မယ်ဒါမှမဟုတ်နေတို့ရဲ့ NUG နေရွယ်ဦးတော်လာရေး ဘီဂျီအေတို့ဒီကေဘီတို့သူတို့မှမကြိုက်ကြတာမကြိုက်ကြတော့ငါတို့ကြီးကြီးခွဲတာလဲနေတော့ကြောက်ပြန်ရောနဒာတမိုင်းတို့ကိုပြပြီးတော့စွန်စားဖို့ကိုဆွေရဲ့ငါတို့ကတော့ကြီးကြီးဆိုရေးကြီးရဲ့တမိုင်းကိုလို့တည်တယ်ဘမတမိုင်းစစ်မွေစားဘူးချင်းတမိုင်းစစ်မွေစားဘူးလူမျိုးဆွဲတာမဟုတ်ဘူးနော်ဒါပေမဲ့ကိုတမိုင်းကိုတည်ရင်ကိုပြည်သူပါလို့ချင်းလဲဆိုတာကိုတည်တယ်လေ ဆဲတာလည်းမဟုတ်ဘူးကျမလည်းကျမကဒီလိုပဲစကားပြောတတ်နေလို့အားလုံးပဲမင်္ဂလာပါဒီကနေ့မှာတော့ကရင်တမိုင်းကြောင့်မသိပဲအာချောင်နေတဲ့ငဆွဲကိုကရင်မလေးစုံမလိုက်တည်မှုအဆုံးထိနားဆင်ဝေဖန်တုံးသက်ပေးသွားကြပါအောင်ခင်ဗျာကျမယူမလားနော်ကျမကယူမလားအောင်နောက်ရှိတဲ့ကရင်မကရင်ပြည်နဲ့ကရင်ပြည်နဲ့ ဘာလို့ကျင်တာလဲကရေပြည်သူဘာလို့ကျင်တာလဲအမတရားပြောလို့နင်အာနင်လက်မခံဘူးမဟုတ်လားအမတရားဆိုတာလူတိုင်းမတိုင်းမခံပါဘူးခားတယ်လေတိလားဒီဒီဒီလူတွေကိုဆွဲရလဲနော်ဒုက္ခခံနေတာကြာပါပြီဟောမြော်လည်းနဲ့လက်မပြထိုးပြီးတော့လေငါတို့ငါတို့ကဗာလဲတိုင်ရတာနဲ့လာဆွေးနွေးတိလားတို့ရကျွန်တော်ဒီလူဆိုကျွန်တော်မြင်ရတာပေါ့ ပြည်ပြည်နဲ့မှာစစ်တမ်းကြောင့်အမှောင်တို့ကကြီးဆိုးတယ်။ဟုတ်ပါဘူး။ဒီလိုမျိုးတို့ကြီးဆိုးတာတော့ကြောက်ကြ။တို့ကတော်တရားတွေရန်ရွမ်းမိုးနေစစ်ကောင်စီကမျိုးမျိုးဖိနှိပ်ထားတဲ့ပဲကြောင့်မို့တချို့လက်လက်ကိုင်နေအောင်စစ်ကောင်စီစစ်တော်စီကိုဖိနှိပ်ထားတာလည်းဟုတ်တယ်။ငါတို့ကဖိနှိပ်ထားတာအခုမဟုတ်ဘူးကိုဆွဲရဲ့။ကိုဆွဲတော်လာရေးမလုပ်ခေကငါတို့ဖိနှိပ်ခံခဲ့ရတယ်။ကျမအဖေဆိုရင်လေဒါပေါ်ဟာဘာလဲ um double swear ale double ဘာလဲဟမ်တဘောဆွဲတာလေငါဖေကလေမျက်နာတစ်ခုလုံးပြက်စော့ပြက်တက်တယ်။တွားတော်မှမရှိတော့ဘူး။ဒီလား။ပြီးမှငါတို့ကဒုက္ခတွေမှာရောက်လာတယ်။အဲ့ဒီအချိန်မှာကိုဆွဲတော်လာရင်မလုပ်သေးပါဘူး။ဒီယာဂိုလာနေပြည်တော်လာမတ်တလေးမှာကောက်ကောက်မှုမဲနေသေးပါတယ်။အခုကြာမှဒီကြီးတွေကဖိနှိပ်တာတွေစကားစားဖိနှိပ်တာတွေ အောင်ဆန်းစုကြည်ခေတ်ကလေးကလည်းငါတို့ဖိနစ်ခံခဲ့ရတာပဲအောင်ဆန်းခေတ်ကခေတ်အောင်ဆန်းခေတ်ကလေးကလည်းငါတို့ဖိနစ်ခံခဲ့ရတာပဲခေညိုခေတ်ကလေးကလည်းငါတို့ကြည်ရဖိနစ်ခံခဲ့ရတာပဲဘာခင်မဆိုငါတို့ကြည်ရလူမျိုးတွေကငါတို့တိုင်းရသားတွေကိုလို့တွေကဖိနစ်ခံခဲ့ရတာပဲဒါတော့ငါတို့အတွက်မဆန်းဘူးငါတို့အတွက်ငါတို့တွေကတခုလောက်ရမှာက ဗမာဗမာဆိုတာဗမာတိဖို့နေငယ်ရဲ့ဗာပဲလုံးလုံးကိုတမိုက်ကိုတိဖို့ငါတို့ကြည်တွေကဒါတွေကိုတင်ယူရမယ်အခုချေတိအနည်းခုနစချောနေကြတယ်မတင်ယူရလို့နော်မတင်ယူရလို့ငါတို့ကြည်ပြည်သူတွေကဘာမှတိုးတက်မှုမရှိဘူးလေစိတ်ပြေဆောင်ရတဲ့ခုနစချောနေတတိစိတ်ပြေဆောင်ရခုလည်းစိတ်ပြေဆောင်ရနောက်နေ့ဒီလိုမျိုးဆက်ပြီးတော့သွားမယ်ဆိုရင်နောက်နေ့တရားလဲစိတ်ပြေဆောင်ရတာပဲ ဘလို့ကြောက်လဲဗမာချစ်ချစ်ရချစ်တိုင်းငါတို့ကရင်ပြည်နယ်မှာလာပြီးတော့ဒုက္ခပေးတယ်ဗမာချစ်ချစ်အနာလူတိုင်းငါတို့ကရင်ပြည်နယ်မှာလာပြီးတော့ဒုက္ခပေးတယ်ဘီမာခုမကိုဇွဲဒီလိုမျိုးမပြောနဲ့အတရငါတို့အသက်ရိုးနေပြီဒီလားငါတို့အမေရိကန်မှာရောက်နေလဲဒုက္ခမခံခဲ့ရဘူးစကားစနစ်ဆက်တာတွေကိုတခါမှမခံခဲ့ရဘူးဆိုတာမဟုတ်ဘူးခံခဲ့ပြီပြီ ကိုလူမျိုးကိုလုံးမျိုးချီတာပေါ့စစ်ပြေးဆိုတာဘလောက်ပင်မလဲတိလားကိုစွဲတော့မိဘာတွေမောင်ညီမတွေမိမတွေစစ်ပြေးဆောင်ခဲ့ဘူးလို့လားငါတို့ကလက်တွေ့နော်ခွေးမြော်လဲတမီးပြောပြီးတဲ့မြော်လဲက ဗမာဆိုတာသူတို့ရဲ့နေရာကခွေးလဲမမမိခွေးလဲမခေါ်ဘူးတတ်ထည်ကြီးလဲအထင်မကြီးဘူးမင်းအွန်လိုင်းနဲ့မဆုကြီးရတယောက်ပဲနော်ကိုစက်ပြစေးစားလေမဆုကြီးငါးနေကြကြော် NLD အစိုးရဖြစ်ကြတဲ့ကငါတို့ရဲ့ကြည်ပြင်းနေမှာဘာတွေလုပ်ခဲ့ဘူးလို့လဲဘာတွေ့ အကျိုးပေးလေကျောင်းတကျောင်းစောက်ခဲ့ဘူးလို့လားဟမ်မစောက်ခဲ့ဘူးဘူးအဲ့ဒီရှီလေးလုံးခေကလေးကလည်းမဆုကြီးကငါတို့တိုင်းရဲသားတွေကိုဘာတွေအာ promise လုပ်နေလို့လဲဒီအနာရှိစဆုံးမဲ့ဆိုရင်အာတိုင်းရဲသားတွေဗမာတကြခရီးတကြ equality ပေးမယ်ဘာရင်းညာတွေပဲလीအ နောက်ကြတော့မဆုကြီးကသူများနိုဘိုစုတော့ဘာလို့ပေးတာပဲ NLD အစိုးရဖြစ်ခဲ့တာပဲငါးနှစ်ကြကြောတဲရတာအပေါ်မှာသူအာသူဘာလို့ပေးနေလို့လဲဘာမလို့ပေးဘူးအဲဒါကြောင့်မလို့ NUG ရဲ့စိုးရဖြစ်စီတော့ຫນွေဥတော်လာရင်ဒီနေရောရဗမာချစ်ချင်းရဖြစ်တာဖြစ်ပါစေတဲရတာပြောစီရောလို့မရတာဒါကြောင့်လေ တိုင်းရတာခံလာခံခဲ့ရတာများတော့အယုံတွေမရှိတော့ဘူးတိလားအဲ့ဒါကြောင့်မလို့ကြည်ရီတွေကမစည်းလုံးတာဒီကြပဲတတယောက်ကမျော်လဲကိုယုံနေတယောက်ကမဆုကြီးကိုယုံနေအဲ့တူပဲလေမျော်လဲယုံလဲငါတို့ ကိုအချုပ်ချင်တာပဲမဆုကြည်ကိုယုံလိုက်ငါတော့အချုပ်ချင်တာပဲစကိုင်းရှိမကကြောက်မြောင်းဖြူဟာလမ်းပေါ်ကခီးတော်ကားတုံးစီကိုစစ်အုပ်စုဖမ်းဆီး ဝက်လက်နဲ့စကိုင်းနယ်တွေမှာစစ်ကြောင်းသုံးကြောင်းနဲ့စစ်အုပ်စုစည်းနေနေပြီးတမကန်ရွာကပြည်သူနှအူးကိုတက်ဖြတ်စကိုင်းတိုင်းဝက်လက်နဲ့စကိုင်းမြို့နယ်တွေကိုစစ်အုပ်စုကစစ်ကြောင်းသုံးကြောင်းနဲ့စည်းနေနေပြီးစကိုင်းရှိမကကြောင်မြောင်းပြူဟာလမ်းပေါ်ကခီးတွားကားသုံးစီးကိုဖမ်းဆီးသွားတယ်လို့ဝက်လက်နယ်တမကန်ရွာကပြည်သူနှအူးကိုလည်းတက်ဖြတ်သွားတယ်လို့ဒေတာခန့်တရင်ရင်းမြစ်တချို့ကပြောပါတယ် အော်တိုဘာလ၂ရက်ကဝက်လက်နဲ့၅ရက်ရွာနဲ့တိုက်ရွာကြကတောင်ကုန်းပေါ်မှာအထိုင်စခန်းချထားတဲ့စစ်အုပ်စုကတမကန်ဘက်ကိုလက်နက်ကြီးတွေနဲ့ရန်တမ်းပစ်ခတ်ခဲ့တာကြောင့်မိသားစုဝင်၃ဦးတည်းက၂ဦးသေဆုံးပြီး၁ဦးဒဏ်ရာရရှိခဲ့ပါတယ်။ဝက်လက်နဲ့တမကန်ရွာဟာစကိုင်းမြို့နယ်အဆက်မှာတည်ရှိပြီးစစ်ကြောင်းထိုးလာချိန်မှာလည်းလမ်းမပေါ်ကခီးတော်ကား၃စီးကိုဖမ်းဆီးသွားပြီးခီးတော်ပြည်သူတချို့ကဖမ်းဆီးခေါ်ဆောင်သွားတယ်လို့စကိုင်းမြို့နယ်တောင်ရင်ရွာဒေသခံတအူးကပြောပါတယ်။ ရွာတွေကမိတဲ့ဟာတွေနှစ်ယောက်တက်သွားတယ်။လမ်းပေါ်မှာကားတွေဘာတွေမောင်းလာတဲ့ဟာတွေဖမ်းထားတဲ့ဟာတွေလည်းရှိတယ်။သူတို့စစ်ကြောင်းနဲ့တွေ့တဲ့ကားတွေတော့ဖမ်းထားတယ်။တမကန်ရွာကိုစစ်အုပ်စုအင်အားတရကျော်နဲ့အောက်တိုဘာလ၂ရက်ဝင်ရောက်စီးနင်းပြီးအသက်၈၀အရွယ်ဖွားတအူးနဲ့အသက်၂၈အရွယ်မျိုးသားတအူးတေဆုံးပြီးအသက်၅၀အရွယ်မျိုးသားတအူးဒဏ်ရာရရှိခဲ့ပါတယ်။ဘာမှမထူးဘူး။တိလာအဲ့လားကျွန်တော်ကရင်လူငယ်တွေအကုန်လုံးကို ကျွန်မပြောချင်ပါတယ်ထိုင်းနိုင်ငံမှာတွားခွေးရှိတယ်ဆိုရင်ထွက်ပြေးတွားပါစစ်မှုမထားပါအဲစစ်တမ်းမှာမဝင်ပါနဲ့အခုသူတို့ကစားနေတဲ့နိုင်ငံကြီးစိတ်တိုက်နေတဲ့နိုင်ငံကြီးပြည်သူကိုဒုက္ခရောက်ဆင်းရဲလုပ်နေတဲ့နိုင်ငံကြီးစိတ်တိုက်လဲဘာမှဖြစ်ရောက်မှုမရှိအနေတော့လာကားပဲတင်ပါနော်ဒီစကားတွေကတချို့ကြည်မှတော့ပြောမရဲပါဘူး ကျမကတော့လေစိတ်ထဲမှာရှိရတဲ့ခါစားတလူမျိုးပြောပြတာမဟုတ်လို့ပြောတာမဟုတ်ဘူးလေဟုတ်တော့ကြောက်ပါတော့စိတ်မောင်ကြီးကဘယ်လိုလုပ်လိုက်မှာဘယ်လိုလုပ်လိုက်မှာအဲ့လိုပြောပြောပြီးတွဲတွဲပြီးတော့ကြောက်အဲ့တော့ပြောချင်တာကအဲ့ဒီအကြောင်းတရားတွေနဲ့စစ်ကောင်စီနဲ့တချို့ကပူးပေါင်းကြတယ်တချို့အကြောင်းတော့မဟုတ်ဘူးတချို့လူငယ်တွေကဘာလို့ တချို့ကတော့စစ်ကောင်စီနဲ့ပူပေါင်းတယ်နေတော့ထင်တာကတော့ဒီစစ်ကောင်စီနဲ့ပူပေါင်းတဲ့လူကတော့စိုးတာပေါ့နော်။ဘာဖြစ်လို့ငါတို့ကရင်လူငယ်တွေကစစ်ထဲမှာမဝင်ဘဲနဲ့တော်လာရေးဘက်မှာမအားပေးဘဲနဲ့ပြီးတော့နိုင်ငံခြားနေတဲ့လူတွေကဘာဖြစ်လို့စိတ်ကြက်တဲ့လူကမအားပေးမမမပေးဘူးဆိုတာနော်မအားပေးဘူးမအားပေးဘူးနေတော့ဒီလိုမျိုးထင်တယ်ကဲလူငယ်တွေစိတ်ထဲမှာမဝင်တာ တို့တော့သူတို့သူတို့လောက်သူတို့လောက်တာဘာဖြစ်လို့လဲဒီဗမာပြည်ဗမာနိုင်ငံနိုင်ငံရေးဆိုသူတို့ကစားနေတဲ့နိုင်ငံရေးမှာတချို့တချို့လူငယ်တွေကအပြင်းအထန်ကြည်ပြီးတော့တည်တယ်လေအောင်မြင်မလားမအောင်မြင်ဘူးလားဒါတွေကစိတ်တိုက်နေတာအာဘာလဲမေတာမေတာဟိုဗီဟန်မူဗီသီးတယ်လုံနေတယ်လို့လားသူတို့တည်နေတယ်နော် သူတို့တင်နေရတာကြောင့်မလို့သူတို့အကျိုးမရှိတဲ့ဟာတခုကိုလိုချင်တဲ့ဟာတခုမရဘူးပန်းကိုစောက်ထားနေတဲ့ပန်းတယ်ကိုမျော်လိုက်ချက်မပြည့်တဲ့ဟာတခုကိုကိုဘယ်လိုလုပ်ပြီးတော့အဆိုင်အအလကားခံနေမလဲဟမ်အခုလိုအခုကိုဇွဲဒီလိုဒီဒီမျိုးလာအော်တာကိုဇွဲရရဲ့မိဘမော်နေမတွင်ဘာကြောင့်မအားလားဘာမှမလောက်တာလေ ကိုယ်ဆွဲကမအားလာအလုတ်ကိုမလုတ်ပေးဘူးဆိုရင်ကိုယ်ဆွဲမိပါညီကမော်နေမနဲ့ထောင်နဲ့တင်းတယ်ဒါလည်းဟုတ်တာပဲနော်ကိုတယောက်ထဲပဲတော်လာရင်မှဝင်တယ်ကိုမိပါကိုမော်ညီမတွေကတော့ဘယ်လိုပြောမလဲအာဘမပြီမှာဆိုတော့ထောင်ထဲမှာလည်းမဝင်ကကမမူနေရတယ်စစ်တော်စီဆိုတာသူများကိုဒီလိုမျိုးအချမ်းသာမပေးပါဘူးသူနော် တလားတလားတလားတဲ့သူတို့သူတို့အခြားတာမပြီးပါဘူးဒါလည်းစဉ်းစားစရာပဲနော်